မင်္ဂလာပါရှင်ဗမာခေတ်တဲ့တရင်ဌာနရဲ့ထိတ်တန့်တဲ့နေ့ကိုတင်ဆက်ပေးပါရောင်းမယ်ပထမဦးဆုံးအင်းဒီတိုက်ပွဲတွင်စစ်တပ်ဘက်မှဘုံမှုဘိုလ်ကြီးအောင်မင်းသူတိတ်ဆုံးဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်ကရင်ပြည်တွင်အကြမ်းဖက်စစ်တပ်ကလက်လွတ်ထားရသောနေမြေများပြန်လည်သိမ်းပိုက်ရေးထိုးစစ်ဆင်နွှဲစဉ်စစ်တပ်ဘက်မှဗိုလ်မှူးဗိုလ်ကြီးအောင်မင်းသူတိတ်ဆုံသွားကြောင်းတိတ်ဆုံသူ၏ဇနီးဖြစ်သူရဲ့လူမှုကွန်ရက်မှာဖော်ပြချက်နှင့်မိတ်ဆွေဖြစ်သူတို့ရဲ့ပြောဆိုချက်အရသိရပါသည် အော်တိုဘားလ14ရက်နေ့တိုက်ပွဲတွင်ဗိုလ်မှူးဗိုလ်ကြီးအောင်မင်းသူသေဆုံးခဲ့ခြင်းဖြစ်ပြီးအလောင်းကိုမူတရင်တပ်ဖွဲ့ထံသို့ပြန်လည်တည်ယူနိုင်ခြင်းမရှိကြောင်းသိရှိရပါသည်။ကရပြည်နယ်ဘက်မှကြားရလို့သိရတဲ့သူကမြေကြီးနားစာတီပါဗိုလ်မှူးအဖွဲ့မတင်သေးဘူးဒါပေမဲ့လစာတော့စားနေပြီဟုသေဆုံးသူဗိုလ်ကြီးအောင်မင်းသူ၏အွန်လိုင်းမှမိတ်ဆွေကဆိုပါရယ်သေဆုံးချိန်တွင်ဗိုလ်ကြီးအောင်မင်းသူထံမှမိမဖြစ်သူမေးဖြူဖြူစင်နှင့်သားသမီးနှစ်ဦးချိန်ရခဲ့ကြောင်းသိရှိရပါသည်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းကတော့စစ်တပ်ပြိုကွဲရေးနဲ့ဂုံတိတ်ခါထိခိုက်စေရန်ဒုတာဝန်အရေးသုံးပါးကိုထိခိုက်စေရန်ဟောပြောမဲဆွယ်စည်းရုံးမှုများကိုအရေးယူမည်ဟုစစ်တပ်ခန့်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတန်းဆိုကချင်းချောက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စစ်တပ်ပြုခွဲရေးဖြစ်ပေါ်စေရန်သို့မဟုတ်စစ်တပ်ကုန်သိက္ခာထိခိုက်စေရန်လှုံ့ဆော်ခြင်းဒုတာဝန်ရေးသုံးပါးကိုထိခိုက်စေခြင်းအပါအဝင်တတ်မှတ်ပြဋ္ဌာန်းထားသောရွေးကောက်ပွဲဥပဒေနှင့်မညီသောမဲဆွယ်စည်းရုံးမှုများကိုရေးယူမည်ဟုစစ်တပ်ခန့်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌတန်းဆိုကခေါ်ယူတရီပေးလိုက်ပါသည် ယမန်နေ့အောက်တိုဘာ16ရက်နေ့နေပြည်တော်တွင်နိုင်ငံရေးပါတီများကိုထို့သို့ခေါ်ယူစဉ်၎င်းကအထက်ပါအတိုင်းသတိပေးလိုက်ခြင်းဖြစ်ပါれရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခြင်းနှင့်မဲဆွယ်စည်းရုံးခြင်းတို့နှင့်ဆက်လင်း၍ခြေညာချက်ထုတ်ပြန်ပြီးဖြစ်၍နိုင်ငံရေးပါတီများအနေဖြင့်ပါတီ၏မူဝါဒသဘောထားလုပ်ငန်းစဉ်စသည်တို့ကိုရေဒီယိုနှင့်ရုပ်မြင်သံကြားအစီအစဉ်များမှဟောပြောတင်ပြနိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်းရွေးကောက်ပွဲကျင်းပမည့်အပိုင်းတစ်ပိုင်းနှင့်အတွက်မဟုတ်ပေရွေးကောက်ပွဲအပိုင်းအလုံးတွင်ရင်းကာလတွင်မဲဆွယ်စည်းရုံးရေးလုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်းဆောင်ရွက်သည့်အခါရွေးကောက်ပွဲဥပဒေပုံမှ30ကကြီးဤဥပဒေအခန်း30ပါသတ်မှတ်ချက်များရွေးကောက်ပွဲဥပဒေအခန်း73ပါရွေးကောက်ပွဲဆိုင်ရာပြစ်မှုပြစ်ဒဏ်များနှင့်အခန်း14တွင်ပါသည့်တရားမဲ့ပြုခြင်းမှုများကိုအထူးသတိပြုရန်လိုအပ်မည်ဖြစ်ပါကြောင်း သက်ဆိုင်ရာပါတီဝင်များပါတီထောက်ခံသူများကိုလည်းသိရှိအောင်အတိပေးထိန်းချောင်းရန်လိုအပ်ပါကြောင်းတမက်ပြဋ္ဌာန်းချက်များကိုဖောက်ပြက်ကျူးလွန်မှာကသက်ဆိုင်ရာဥပဒေများအရအေးအေးယူခံရမည်ဖြစ်ပါကြောင်းပါတီဆောင်ဒီမိုကရေစီထွေထွေရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှာကာကွယ်ပေးရေးဥပဒေနှင့်ညှိစွန်းခြင်းမရှိစေရန်ကိုလည်းတတိပြုစေလိုကြောင်းစစ်တပ်လောက်ခံရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတန်းဆိုကပြောဆိုတတိပေးပါရယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတန်းဆိုကနိုင်ငံရေးပါတီများအနေဖြင့်အော်တိုဘာလ28ရက်နေ့မှာ တင်မီမဲဆွေစည်းရုံးရေးကာလရပ်ပေါင်း60အတွင်မဲဆွေစည်းရုံးရာတွင်ရွေးကောက်ပွဲဤဥပဒေအခန်း30ပါသတ်မှတ်ပြဋ္ဌာန်းချက်များကိုလိုက်နာရမည်ဖြစ်ပြီးမလိုက်နာလျင်အရေးယူမည်ဖြစ်ကြောင်းအထူးသတိပေးပြောဆိုပါသည် ရွေးကောက်ပွဲဤဥပဒေအခန်း30ဆိုတာကမင်းဆွေစည်းရုံးရာမှာကန့်သက်ထားတဲ့အချက်၁၀ချက်ကိုပြောတာပါအဲ့ဒီအချက်တွေကတော့ဒုတာဝန်ရေးသုံးပါဖြစ်တဲ့ပြည်ထောင်စုမပြိုကွဲရေးတိုင်းဒေသစည်းလုံးညီညွတ်ရေးမပြိုကွဲရေးနဲ့အချုပ်အခြာအာဏာတည်ထောင်ခံမြေရေးထိခိုက်ပြုမှုဆောင်ရွက်မှုတွေမလုပ်ရဘူးတပ်မတော်ကိုပြိုကွဲအောင်ဂုဏ်သိက္ခာကြအောင်မဟောပြောရဘူးလုံခြုံရေးတရားဥပဒေစိုးမိုးရေးနဲ့အေးချမ်းတရားရေးကိုထိခိုက်အောင်မလုပ်ရဘူးအခြေခံဥပဒေနဲ့တည်ဆဲဥပဒေတွေကိုထိခိုက်အောင်မလုပ်ရဘူး လေးစားလိုက်နာရမယ်ပေါ့အခြားအချက်တွေလည်းရှိသေးတယ်အထူးအချက်ကြီးတွေကအဲ့ဒါတွေပါဟုနိုင်ငံရေးပါတီမှမြို့နယ်ဥက္ကဋ္ဌတူကရှင်းပြပါရယ်မဲဆွေစည်းရုံးရတွင်သက်မဲ့ပြတ်ထန်းချက်များကိုမလိုက်နာပါကရွေးကောက်ပွဲဥပဒေအခန်း73ပါပြစ်မှုပြစ်ဒဏ်များနဲ့အညီအနည်းဆုံးထောင်ဒဏ်တစ်နှစ်မှထောင်ဒဏ်၃နှစ်ထိထောင်ဒဏ်ငွေဒဏ်များပါချမှတ်မည်အပြင်ကိုယ်စလင်လောင်းအဖြစ်မှပါပေးဖြတ်ခံရမည်ဖြစ်ကြောင်းထို့ပြင်ရွေးကောက်ပွဲနှောက်ယှက်ဟန်တာဖြစ်စီခြင်းမှကာကွယ်ရေးဥပဒေပြင်ပအရေးယူခံရမည်ဖြစ်ကြောင်းရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတန် ်စုကချင်းချောက်ပြောဆိုသွားပါတယ်။အတန်းဖန်စစ်တပ်ကယခုနှစ်ကုန်ပိုင်းကျင်းပမည့်ရွေးကောက်ပွဲကိုကောက်ွယ်ရန်အတွက်နောက်ဆက်ဖြည့်ဆည်းသူများကိုထောင်တန်းအနေဆုံး၃နှစ်မှထောင်တန်းတသက်တကျုံနဲ့ဒေသများချမှတ်နိုင်သောဥပဒေကိုဇူလိုင်29ရက်နေ့မှပြဋ္ဌာန်းခဲ့ပါတယ်။စစ်တပ်ကပြဋ္ဌာန်းခဲ့သောဥပဒေတွင်ရွေးကောက်ပွဲကိုပြပြစီရန်ဟောပြောခြင်းပြောဆိုခြင်းစီရင်ခြင်းလှုံ့ဆော်ခြင်းဆန္ဒပြခြင်းစာရေးသားဖြန့်ဝေခြင်းတို့ကိုပါပြုလုပ်ပါကရည်ယူမည်ဖြစ်ကြောင်းချင်းချောက်ခြင်းဟန်တာခြင်းမှလျော်ဩဇာတုံးခြင်းနာကျင်စေခြင်းအပြင် ခံနာခြင်းစေခြင်းလူစုလူဝေးဖြင့်ကန့်ကွက်ခြင်းလူသေးဆုံးစေခြင်းများဖြစ်ပေါ်လာပါကပြစ်မှုကိုလိုက်၍အ ਨੇ ဆုံးထောင်တန်းသုံးနှစ်မှအများဆုံးထောင်တန်းတသက်တကျော်နှင့်တည်တံ့မှုကိုချမှတ်မည်ဖြစ်ကြောင်းဖော်ပြထားတယ်လို့သိရပါတယ်မေအွန်လိုင်းကဆိုးဝင်းကိုအရေးပါသောဆိုးရဝင်းကြီးဌာနဆိုင်ရာအမျိုးသားဆင့်ကော်မတီများနဲ့ဗဟုကော်မတီများမှဖဲထုတ်ဆင့်ဘက်ဆိုင်ရာလဲဆိုးဝင်းစာကြောစွာလင်းကိုအထက်ကဆုံးဖြတ်ခွင့်တာဝန်များပေးဆိုတဲ့သတင်းကိုတင်ဆက်ပါမယ်။ အကြံဖန်စစ်ကောင်ဆောင်မေအောင်လိုက်ကစိုးဝင်းကိုအရေးပါတော့အစိုးရဝင်ကြီးဌာနဆိုင်ရာအမျိုးသားစင်ကော်မတီများနဲ့ဗဟုကော်မတီများမှဖိတ်ထုတ်လိုက်ကြောင်းနေပြည်တော်စစ်ဘက်သတင်းရှင်းမြစ်ပြောဆိုချက်နဲ့စစ်တပ်ကထုတ်ပြန်ထားသော ပြန်တမ်းများအရသိရှိရပါတယ်။ ဒူလိုင်လ31ရက်နေ့စေုပ်ချုပ်ရေးကိုဖျက်သိမ်းပြီးကာလုံကဆိုရသည့်ပုံစံပြန်လည်ဖွင့်စည်းရာတွင်ရခင်ကဆိုဝင်ကဥက္ကဋ္ဌဖြင့်ဆောင်ရွက်ခဲ့သောအမျိုးသားဆင့်ကော်မတီနှင့်ပဟုကော်မတီများတွင် ဆိုဝင်ကိုပြန်လည်ခန့်အပ်ခြင်းမရှိတော့ဘဲမင်းအောင်လိုင်း၏နိုင်ငံတော်ဝန်ကြီးအဖြစ်တာဝန်ပေးခံရသူညိုစောတို့ကသာအဓိကဥဆောင်သူဥက္ကဋ္ဌများဖြစ်လာကြောင်းနိုင်ငံအတွက်အရေးပါသောအမျိုးသားဆင့်ကော်မတီနှင့်ပဟုကော်မတီ73ခုထက်မနည်းတွင်ဆိုဝင်ကိုဖိတ်ထုတ်လိုက်ကြောင်းသိရှိရပါသည် ရခိုင်ကစွန်ဝင်းကိုဥဆောင်သူဖြစ်ဆောင်ရွက်ခွင့်ရခဲ့သောဗန်နာယီကော်မရှင်အမျိုးသားစီမံကိန်းကော်မရှင်တို့တွင်မင်းအောင်လှိုင်ကဥက္ကဋ္ဌဖြစ်ဆောင်ရွက်ပြီးမြို့စောကိုဒုတိယဥက္ကဋ္ဌဖြစ်ခန့်ထားပြီးစွန်ဝင်းကို လုံးဝထည့်သွင်းဖွဲ့စည်းခွင့်မပြုတော့သည်ကိုတွေ့ရှိရပါသည်စုံဝင်ဥက္ကဋ္ဌဖြင့်ဆောင်ရွက်ခဲ့သောအမျိုးသားတဘာဝဘေးရန်ရဲ့စီမံခန့်ခွဲရေးဆိုင်ရာကော်မတီတွင်ပြည်ထရေးဝန်ကြီးဒုဗိုလ်ချုပ်ကြီးထွန်းထွန်းအောင်ကိုဥက္ကဋ္ဌဖြင့်၎င်း တရားမဝင်ကုန်သွယ်မှုတိုက်ဖြတ်ရေးဦးဆောင်ကော်မတီတွင်လည်းဝင်ကြီးချုပ်ညိုစောကိုဥက္ကဋ္ဌဖြစ်၎င်းလေယာမြေနှင့်အခြားမြေများတင်စီမှုပြန်လည်စစ်ဆေးရေးကော်မတီတွင်လည်းညိုစောကိုဥက္ကဋ္ဌဖြစ်၎င်းခန့်အပ်ထားပါသည်စည်းဝိုင်းဖွံ့ဖြိုးတိုးတက်ရေးအတွက်အထူးကြကြသောအသေးစားအငယ်စားနှင့်အလက်စားစည်းဝိုင်းလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအမျိုးသားဆင့်ကော်မတီတွင်လည်းမင်းအောင်လိုင်ကဥက္ကဋ္ဌညိုစောဒုတိယဥက္ကဋ္ဌဖြစ်ပါဝင်ပြီးစိုးဝင်းကိုလုံးဝဖိထုတ်လိုက်ကြောင်း ဆက်မှုလုပ်ငန်းနဲ့ဆက်မှုဆောင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီတွင်လည်းမြို့စောကဥက္ကဋ္ဌအဖြစ်၎င်းမြန်မာအထူးစည်းဝါးရေးဆောင်ဆိုင်ရာစီမံခန့်ခွဲရေးဗဟုအဖွဲ့တွင်မြို့စောကဥက္ကဋ္ဌအဖြစ်၎င်းပါဝင်ပြီးစိုးဝင်းမှာလုံးဝပါဝင်ခြင်းမရှိတော့ပေ တို့ရတွင်အုတ်ချုပ်ရေးရန်ညားအတွက်အရေးမပါသောကော်မတီနှင့်အဖွဲ့များတွင်စိုးဝင်းကိုဆက်လက်ထည့်သွင်းဖွဲ့စည်းထားသည်ကိုတွေ့ရှိရပြီးဂုံတူးဆောင်ဘွဲတစိတ်ချင်းမြင့်ရေးစစ်စေရေးအဖွဲ့တွင်စိုးဝင်းကိုနိုင်ကဖြစ်၎င်းနေဆက်ဒေသနှင့်တိုင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးကော်မတီတွင်စိုးဝင်းကိုဒုတိယဥက္ကဋ္ဌဖြစ်၎င်းမင်းအွန်လိုင်းကထည့်သွင်းဖွဲ့စည်းထားပါသည်အလားတူစစ်ဘက်ဆိုင်ရာစီမံခန့်ခွဲရေးများမှလည်း ချင်းရီလေးညှိနှိုင်းကုတ်ကင်မှုဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းကိုမင်းအောင်လိုင်ကအဓိကစီမံခန့်ခွဲရန်တာဝန်ပေးထားသဖြင့်စိုးဝင်းမှာစစ်ဘက်ရေးရာနဲ့စစ်ရေးဆိုင်ရာစီမံခန့်ခွဲမှုမှာလည်းလုတ်ပိုင်ခွင့်နှဲလာကြောင်းသိရှိရပါတယ်။စစ်ဘက်ရောအရက်ဘက်မှာရောဒုတက်ချုပ်ကိုတာဝန်ပေးတာအတော်ကိုနှဲလာတာတွေ့ရပါတယ်။ဒါကနှစ်ဦးကြားမှာအဆင်မပြေလို့ဆိုတာထက်တက်ချုပ်ကသူ့လူတွေကိုပို့ပြီးပွဲထုတ်လာတာမျိုးလို့ပြောလို့ရတယ်။ ဒုချုပ်ရဲ့ဩဇာနဲ့အာဏာကျဆင်အောင်ရှော့ချမှုလို့ပြောလို့ရပါတယ်။တန်းခိုင်ရေးပါတီစီကိုပြောင်းရွှေ့လိုက်တဲ့ဗိုလ်ချုပ်ကြီးတွေနဲ့ဒုဗိုလ်ချုပ်ကြီးတွေမှလည်းဒုတက်ချုပ်ရဲ့လူတွေမပါဝင်ပါဘူး။ဒုတက်ချုပ်ရဲ့လူတော်တော်များများစစ်ဘက်ရောအရက်ဘက်မှာပါနေရမရတာများပါတယ်ဟုနေပြည်တော်စစ်ဘက်သတင်းရှင်းမြစ်ကသုံးသပ်ပြောဆိုပါတယ်။2024ခုနှစ်ဩဂုတ်လတွင်မှလေမင်းအောင်လိုက်ကညိုစောအောင်လင်းတွင်နှင့်ရဲဝင်းဦးတို့ကိုဗိုလ်ချုပ်ကြီးရှာသူများ တိုးမြင့်ပေးခဲ့ပြီးနောက်ဒုစစ်ခေါင်းဆောင်စိုးဝင်းရုံကန်းကို၎င်း၏ဘေးကျင်းကအခန်းနေရာတွင်မထားတော့ပင်အခြားနေရာသို့အတင်းကျပ်ပြောင်းရွှေ့စေခဲ့ပါသည်။မူလကဒုစစ်ခေါင်းဆောင်စိုးဝင်း၏စေယုံမှရုံကန်းနှင့် တမရအိမ်တော်ရှိစစ်ကောင်စီဒုတိယဥက္ကဋ္ဌရုံးခန်းတို့မှမင်းအောင်လိုင်းနဲ့ခန်းချင်းဘေးကရက်မှာထားရှိခဲ့ခြင်းဖြစ်တော်လဲ2024ခုနှစ်ဩဂုတ်လတွင်စိုးဝင်းစစ်ရုံးမှရုံးခန်းကိုအောက်ထပ်တော်၎င်းဒုတိယဥက္ကဋ္ဌရုံးခန်းကိုတမရအိမ်တော်မှဒုတိယတမရအိမ်တော်ရုံးခန်းတို့၎င်းမင်းအောင်လိုင်းကအတင်းကျပ်ပြောင်းရွှေ့ခိုင်းခဲ့ကြောင်းသိရပါသည်